ပြီးွားပြီးအရန်ကောင်းပါရဲ့ဟုတ်အဲကြိုက်ကြမှာပါဘာလို့လဲဆိုတော့မကြိုက်เสียအကြောင်းလည်းမရှိဘူးလေဘာလို့ဆိုတော့တို့ရိုက်ထားတဲ့ဥစ္စာတူးတယောက်ချင်းစီအကုန်လုံးပေါ့နော်အားလုံးအရန်တော်ကြပါရဲ့အားပြောရမှာအခါနှစ်ပန်းလောက်ရှိပါပြီတိတိကျကျဖြစ်နေတာကိုကုန်တော့လဲသူ့ကိုဟုတ်ကဲ့အမှုဝတ်တယ်ကျွန်မလည်းလူတွေကိုအောင်စမ်းလို့တင်နေတော့လေဟုတ်တယ်ဟုတ်တယ်ဒီတော့ဘလောက်ကဝမ်းသာကုန်ပြီပါလားပြောပြပါအာကျွန်တော်ပြောပြပါပြီလောကတစုံတစုံမိုက်တယ်ကြီးခဲ့ဘူးပါရဲ့ဟုတ် စုံရဘူးပါတယ် example တက်အောင်တော့ပါလိုက်သေးတယ်၃ယောက်ဟုတ်ကဲ့သိကြတော့ဟုတ်ပါမင်းလို့လုပ်မယ်ဆိုလို့ငါမင်းကိုပြောတာဒီလိုဝါရှင်ပြောရင်ငါတယောက်ရဲ့အရင်းကြီးနဲ့မလောက်ဒီလိုပါပဲအမှတ်တော့မရပါဘူးတခါကြီးမေးတော်မေးနေအခုမေးလို့သာပြောရတာဟုတ်ပါအဲဒီကားလေးမှာတော့ပါပေါ့နေရတက်လာတဲ့ဝေယောင်းပွဲစားဘာညာခွိကွာလေးပေါ့ဟုတ် ကာပွဲသားပေါ့ဘယ်လိုလဲအရောင်းဝယ်လုပ်တဲ့လူအေးပေါ့ပွဲသားတယောက်ပေါ့ဟုတ်အဲ့ဒါဘယ်လိုပြောရမလဲဒီဥကျော်ဟင်းဆိုတာက ရှင်းပြောရင်သဘာဝတရားတွေကိုတကယ်ကိုဖော်ထုတ်သောသူကြီးတယောက်ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့သူကြီးတယောက်ရဲ့နာမှာကျွန်တော်တို့ရနေခွင့်ရခဲ့တဲ့အတွက်ကျွန်တော်ရသင့်သလောက်လေးရပြီးတော့ကျွန်တော်စူးစမ်းခွင့်ရနေပါဟုတ်အဲ့ဒါတပည့်လို့တော့မဟုတ်ပါဘူးဟိုပါဘောဥကျော်ရှင်းရင်ပညာကိုယူရတဲ့လူတွေပေါ့ဟုတ်ကဲ့ ြည်ပြီးွားပြီးအရန်ကောင်းပါတယ်ဟုတ်အဲကြိုက်ကြမှာပါဘာလို့လဲဆိုတော့မကြိုက်เสียအကြောင်းလည်းမရှိဘူးလေဘာလို့ဆိုတော့တို့ရိုက်ထားတဲ့ဥစ္စာတူးတယောက်ချင်းစီအကုန်လုံးပေါ့နော်အားလုံးအရန်တော်ကြပါတယ်အားလုံးကတကယ်ကိုတေးဥဆောင်နေလဲတော်သလိုဒီအနောက်က support လုပ်တဲ့လူတွေရော driver ရောအကုန်လုံးတော်တော်စနစ်တကျရိုက်ထားတဲ့ကားလေးပါမိုက်ပါတယ်အရန်မိုက်ပါတယ်ကျွန်တော်လည်းအရန်ကြိုက်ပါတယ်ဒါပြောရမှာအခါနှစ်ပန်းလောက်ရှိပါပြီဟုတ်ကဲ့ဟုတ်ကဲ့ ဂျုံမာလည်းမြေဝင်စရိုက်ကိုအောင်ဆန်းလို့လည်းတင်နေတော့ဘူးဟုတ်တယ်ဟုတ်တယ်ဒီတော့ဘလကဝမ်းတာကုန်ပြီပါတယ်ကိုပြောပြပါအာကျွန်တော်ပြောပြပါပြီလောကတဆုံတဆုံမိုက်တယ်ရှိခဲ့ဘူးပါတယ်ဟုတ်တောင်းရူပါတယ် example တက်အောင်တော့ပါလိုက်သေးတယ်၃ရောက်ဟုတ်ကဲ့သိကြတော့ဟုတ်ပါမင်းအလုပ်လုပ်မယ်ဆိုလို့ငါမင်းကိုပြောတာဒီပြတော့ဝါရှင်ပြောရင်ငါတယောက်ရဲ့အရင်းကြီးနဲ့မလောက်ဒီလိုပါပဲအမှတ်တော့မရပါဘူးတခါမေးတော့မေးနေအခုမေးလို့သာပြောရတာဟုတ်ပါ အာမပြောတတ်ဘူးဗျဒါကတော့ driver နဲ့ browser တွေပေါ်ပဲမူတည်တာလေပြီးတော့ manager လည်းပါသေးတယ်အဲ့သုံးဝအစဉ်ပြေရင်တော့ကျွန်တော်တို့စုံပြေအောင်ပါဟုတ်ဒီကိုနည်းစုံခဲ့တာကိုအဲ့တကားပဲရှိခဲ့တာတူတူပေးရိုက်ခဲ့တာရှိပါရဲ့နှစ်ကားသုံးကားလောက်တော့ရှိမှထင်တာပဲ၁၀ကားလောက်လည်းဖြစ်ရင်ဖြစ်မယ်ကျွန်တော်မမှတ်မိလို့ပါဟုတ်အဲ့ဘယ်လိုမျိုးရှိလဲဆိုတော့ကျွန်တော်တို့ဆွေမျိုးတွေကအဲ့လိုဘယ်လိုခေါင်းလဲလူတန်းတွေအဲ့လိုမျိုးပွဲတွေပေါ့နော် အဲ့လိုမျိုးလေးတွေအိမ်တွေမှာစုကြရတော့ခဏခဏစုံကြရတယ်ဒါပေမဲ့စုံတဲ့အခါမှာသူလဲသူ့အလုံးနဲ့သူမအားသလိုကျွန်တော်လဲကျွန်တော် အလုံးနဲ့ကျွန်တော်မအားဆွေမျိုးရင်းနဲ့ဆိုကျွန်တော်ကတော်တော်မိပြတ်တယ်ဆဲကဆဲကခေါ်ရင်ကျွန်တော်ကတစ်ခါလောက်ရောက်တာအဲ့ဒီတစ်ခါလဲအောင်မသိကြဘူးအဲ့လိုမျိုးပေါ့နော်အဲ့တော့အဲ့လိုမျိုးနဲခက်ကင်းလေးနေသလိုဖြစ်တာပါဟုတ်ရင်းနေကတော့အားလုံးချစ်ပါတယ်ဟုတ်